မင်္ဂလာပါရှင် ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အုတ်ခိုရင် PDF များကိုလက်ပြပုံးဖြင့်လာရောက်ပြည်တွင်တိုက်ခိုက်သည့်ထမ်းပင်ကုန်းရွာယာအိမ်မှအောက်မိုးခိုင်ပြန်လည်ပြစ်ခတ်ခံရပြီးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းအုတ်ဖုံမြို့နယ်တွင် PDF များကိုလက်ပြပုံးဖြင့်လာရောက်ပြည်တွင်တိုက်ခိုက်သည့်ထမ်းပင်ကုန်းရွာယာအိမ်မှအောက်မိုးခိုင်ပြန်လည်ပြစ်ခတ်ခံရပြီးသေဆုံးတာယာဝတီခရိုင်တရင်3800နှင့်တက်ခွဲလီမြေအောက်ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူ ူတအူကတရင်ဌာနသို့ပြောဆိုပါရယ်။ဇွန်လ၁ရက်နေ့ညနေ6:55မိနစ်ခန့်တွင်အုပ်ပုံမျိုးနှင့်တိမ်မြုပ်ရွာအခြေဆိုင်ခမာယ6မှထွက်ခွာလာသည့်ထန်းမင်ကုန်းကျေးရွာရှာအိမ်မှ အောင်မိုးခိုင်သည့်ချောင်းကွာကေရွာနှင့် တရက်နှစ်ဖြားလိန်ရွာအကြားရှိလမ်းမိုက်တွင်တာယာဝတီခရိုင်တရင်သုံးတော်ရှိရာနှင့်တက်ခွဲလီညီအောင်ပြောက်ကြတပ်ဖွဲ့မှရဲဘော်များကိုလက်ပြပုံဖြင့်ပြစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထို့သောလက်ပြပုံပြစ်သွင်းတိုက်ခိုက်ခဲ့တော်လည်းတော်လန်ရဲရဲဘော်များအချိန်မီရှောင်တိန်နိုင်ခြင်းကြောင့်ရာအိမ်မှုအောင်မိုခိုင်ကိုတော်လန်ရဲဘော်များကပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာဦးကောင်းတဲ့တဲ့ကိုတနက်ချီသုံးချက်ထိမှန်ပြီးနေရာတွင်ပွေးချင်းပြီးတည်ဆုံကလက်ပြပုံတလုံးကိုလည်းတိန်းစီနိုင်ခဲ့ကြောင်းသိရှိရပါသည်။ တည်ဆုံသွားသောရာအိမ်မူအောင်မိုးခိုင်သည်စစ်မှုထမ်းဟောင်းတအုပ်ဖြစ်ကာအကြံဖက်စစ်တပ်တောက်တိုင်းအမကန်တအုပ်လေးဖြစ်ကြောင်း၎င်းသည်ခမရ6တွင်နေထိုင်ကာတော်လန်ရေးတပ်ဖွဲ့များ၏အချက်အလက်များကိုစုံစမ်းထောက်လှမ်းခြင်းပြည်သူများထံမှစစ်မှုထမ်းကြေးဟုဆိုကငွေကြေးများချိန်ချောက်ကောက်ခံခြင်းလူငယ်များကိုအကြံဖက်စစ်တပ်နှင့်အတူပေါ်တာဆွဲဖမ်းဆီးခြင်းရုံးမအတွင်စစ်ကြောင်းထူရတွင်လမ်းပြခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါသည် ရှာအိမ်မူအောင်မိုးခိုင်ကရဲဘော်တွေနေထိုင်တာကိုမြင်ပြီးလက်ပြပုံးနဲ့လှမ်းပြပါတယ်။သူပြတာကိုရဲဘော်တယောက်ကမြင်ပြီးတတိပေးလို့တစ်ပင်နာကပ်ပြီးရှောင်းလိုက်တော့ထိခိုက်သူမရှိဘူး။ဒီကောင်ကအဲ့လိုပြစ်ပြီးရောခြေတုပ်တင်ထွက်ပြေးသွားတယ်။ရဲဘော်တွေလည်းဝိုင်းလိုက်ပြစ်ကြတာမှခေါင်းကိုကြည်သုံးချက်မှန်ပြီးသေသွားတယ်။သူ့အကိုအုပ်ကြီး Josh ကိုလွန်ခဲ့တဲ့နှစ်နှစ်ကကျွန်တော်တို့ရှင်းလိုက်ကြတဲ့ကမသေးပဲဒီကောင်ကခမရချောက်မှာသွားနေနေတာ။စာခါရီနဲ့ရွာကိုပြန်လာပြီးစစ်မှုထမ်းကြေငွေကောက်တယ်။လူငယ်တွေကိုစာခါရီနဲ့ပေါ်တာဆွဲတယ်။အဲ့လိုတွေလုံနေတဲ့ကောင်ဟူတာယောက်ရီခရိုင်တိုင် င်း3800နဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတက်ဖွဲမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်တရားရီခရိုင်တည်ရင်3800နှစ်တက်ခွဲလေးမြေအောက်ပျောက်ကြားတက်ဖွဲ့အနေဖြင့်ပြည်သူများနှင့်တော်လရေးတက်ခွဲများကိုဒုက္ခပေးနေသည့်စစ်ကောင်စီတပ်သားများအပြင်စစ်ကောင်စီတောက်တိုင်များကိုပါအရှင်နှင့်တိုက်ခိုက်သွားမည်ဖြစ်၍ပြည်သူများအနေဖြင့်၎င်းတို့အနီးသွာလာနေထိုင်ခြင်းလုံးဝလုံးဝမပြုလုပ်ကြရန်အတိပေးနှိုးဆော်ထားပါသည် ဆက်လက်ပြီးစကိုင်းမြို့ပေါ်တွင် စက်ကြီးကောက်နေသောစစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးစစ်တပ်ကပြန်လည်ပစ်ခတ်မှုကြောင့်ဖြီသူတို့ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းစကိုင်းမြို့အထက်ကောင်းမှုတော်ဖရာအနီးတွင်စက်ကြီးကောင်းနေသောအချံဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှနှစ်ဦးပွေးချင်းပြီးသေဆုံးခဲ့ကြောင်း Burmese Revolution Force BRF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်ဇွန်လတရက်နေ့ညနေ၄နာရီခန့်တွင်စကိုင်းမြို့ကောင်းမှုတော်ဖရာအနီးစကိုင်းရွှေဘိုခရိုင်ချင်းဆက်လန်ပေါ်၌လုံခြုံရေးကင်းယူထားသောစစ်သားများကခရီးသွားကားများထံမှစက်ကြီးကောင်းနေစဉ် ဘာမစ် Revolution Force BRF တပ်ဖွဲ့မှရဲဘော်များကမိုင်းနှလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်သားတအုပ်နှင့်ပြူစော်တီတအုပ်ပွဲချင်းပြီးသေဆုံးပြီးကျန်သုံးဦးမှအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးအရာရှိကြီးတကောင်ကကောက်မှုတော်လာမဖို့လို့ကင်းဆောင်ရင်းဆက်ကြီးကောက်နေကြတာ။အဲ့ဒီနေရာမှာကကားတွေကိုချောဆွဲတာငွေညစ်တာတွေလည်းလာလာလုတ်တက်ကြတယ်။တမ33ကနေထွက်လာပြီးတော့လမ်းပင်ညာမှာကားသုံးစီးရပ်ထားပြီးတော့ကင်းဆောင်နေကြတာပါ။ အနည်းဆုံး12ယောက်လောက်ကြော်မယ်အဲ့ဒီစစ်ခွေးတွေကိုမိုင်းဆွဲခဲ့တာပါနှစ်ဦးကတော့တခါရေးတည်တယ်တည်တဲ့အထင်းမှာ၃ဘိုင်းပြတ်သွားတာတကောင်ပါတယ်၃ကောင်ကတော့တန်ရာရတယ်ဟု Vermis Revolution for BRF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ထို့သူမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်တပ်မ33အတွင်းမှစစ်ကားများဖြင့်ထွက်လာသောအချမ်းဖက်စစ်ကောင်စီတပ်သားများကလမ်းပေါ်တွင်သွားနေသောကားတစ်စီးကိုပြစ်ခတ်ခဲ့ရာရေမောင်းတအူကြီးထိမှန်တိဆုံးခဲ့ကြောင်းသိရပါတယ်အလားတူမေလ30ရက်နေ့ကလည်းစကိုင်းတပ်မ33မှလက်နက်ကြီးများ ားဖြင့်ပြစ်ခတ်မှုကြောင့် Burma Revolution Force BRF ရဲဖွဲ့တအူကြာဆုံးခဲ့ကြောင်းအကြံဖက်စစ်ကောင်စီတပ်ဤလက်နက်ကြီးပြစ်ခတ်မှုကြောင့်ကြာဆုံးခဲ့မှုကိုလက်စားချေသည့်အနေဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်အာဏာရှင်အမြင့်ပြည့်ရေးဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း BRF တပ်ဖွဲ့မှတာဝန်ရှိသူတအူကဆက်လက်ပြောဆိုပါရယ် ဆက်လက်ပြီးညီနောင်မဟာမိတ်သုံးဘွဲကအပြည့်ရက်ကာလတလထတ်တိုးကြောင်းကျင်းရတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ငလင်နောက်ဆက်သွဲလုပ်ငန်းများနဲ့ဆက်ဆက်၍တိုက်တာအဆောက်အုံများရှင်းလင်းရေးလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက်တစ်ပတ်တန်အပြည့်ရက်ကာလအားနောက်ထပ်တလတက်တန်းထတ်တိုးကြောင်းညီနောင်မဟာမိတ်သုံးဘွဲကယနေ့ထုတ်ပြန်ကြေညာပါတယ်။ မလ28ရက်ကလှုပ်ခတ်ခဲ့သည့်စက်ကိုင်းကလေးကြောင့်ဖြီသူလူထုများစွာအသက်အိုးအိမ်စီးစိမ်ပျက်စီးခဲ့ရသည့်အခြေအနေတွင်တအောင်တက်မတော် TNLA ကိုကန့်တက်မတော် MNDAA ရက်ကတက်တော် AA တို့၏ညီနောင်မဟာမိတ်သုံးဘွဲက AP လမှစ၍အပြစ်ရစဲရေးကျင်းညာခဲ့ကခုခံကာကွယ်တုံ့ပြန်မှုမျိုးမှလွဲ၍စတင်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်းကျင်းညာခဲ့ပါသည်။ ငလင်ပေးကဲစေရေးနှလကြာသည့်တိုင်းရှင်းလင်းဖေရှားရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုမရှိသည့်အပြင်မိုးသီးထန်စွာရာသွန်း၍အဆောက်အုံများထပ်မံပြူကျပျက်စီးမှုများရှိနေသည့်ကြောင့်ကြာသည့်ရာ၍လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးဇွန်လ၂ရက်နေ့မှ၃၀ရက်အထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတပ်ဖက်တပ်အပြည့်ရကာလအားချက်မှန်၍တက်တန်းတိုးလိုက်ကြောင်းဖော်ပြပါသည်။ ယခုကဲ့သို့ကြီးညာချက်ထုတ်ပြန်လိုက်သည့်အချိန်မှစ၍ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်စက်ကောင်စီတို့တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်မိမိကိုမိမိခုခံကာကွယ်သောတုံ့ပြန်မှုမျိုးမှလွဲ၍စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းအသိပေးပါသည်အာဆီယံအပါအဝင်နိုင်ငံတကာကအပြည့်ရက်ကာလထပ်မံတိုးမြင့်ရန်တိုက်တွန်းမှုများရှိနေစဉ်စစ်ကောင်စီမေ31ရက်နေ့ညီနောင်မဟာမိတ်၃ဘွဲကဇွန်၂ရက်တွင်အပြည့်ရက်ကာလထပ်တိုးကြောင်းအသေးသေးကြေညာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်၃ဘွဲ့ကကြီးညာချက်ကိုမြန်မာအင်္ဂလိပ်နှစ်ဘာသာဖြင့်ကြီးညာသည်ညီနောင်မဟာမိတ်၃ဘွဲ့နှင့်စစ်ကောင်စီတို့မှအပြည့်ရကြီးညာတော်လဲ AA နှင့်စစ်ကောင်စီမှကြောက်ဖြူမျိုးနှင့် TNL နှင့်စစ်ကောင်စီမှနောင်ချိုမျိုးနှင့်တွင်ထိုက်ပွဲများဖြစ်ပွားနေပြီး MNDAA နှင့်သာထိုက်ပွဲမဖြစ်ချင်းဖြစ်သည် ်စစ်ကောင်စီကလည်းဇွန်လကုန်အထိအပြစ်ရဆဲတောင်းကြေညာတော့လေထို့သူထုတ်ပြန်ပြီးနိုင်ပိုင်းအကြမ်းမပင်ဇွန်တရက်ကနေမန္တလေးတိုင်းပြုံးလွင်ခရိုင်တပိတ်ချင်းနဲ့စင်ကူးမြို့နယ်တို့ရှိနေရာ၃နေရာကိုလေကြောင်းမှပုံကျခဲ့ရအမျိုးသမီးတို့ဦးတန်ရာရရှိခဲ့သည် ထို့ကြောင့်စစ်ကောင်စီကအပြစ်ရက်သက်တမ်းတို့ကြောင့်ကြီးညာထားတော်လဲလေးချောင်းတိုက်ခိုက်မှုများစက်တိုက်ပြုလုပ်နေခြင်းကြောင့်စစ်ကောင်စီ၏ဝါဒဖြန့်မှုကိုပြည်သူများမယုံကြရန်ပြည်ဦးလင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကပါသတင်းပြန်ကြားရေးဌာနတာဝန်ခံကပြောကြားပါတယ်။ စကားစာသူတို့အပြစ်ခတ်ရတာတတ်တန်းထိုးမယ်လို့ပြောပေမဲ့လည်းသူတို့စပြီးအပြစ်အခတ်ရစဲမယ်လို့ပြောကြတဲ့ကလေးချောင်းဆက်တိုက်လာကြတာပဲသူတို့ရဲ့ပြောစကားတွေကိုပြည်သူတွေကိုယုံကြည်ခြင်းမရှိပဲနဲ့ပြည်သူကာကွယ်ရေးအဖွဲ့ကထုတ်ပြန်တဲ့လေးချောင်းသတိပေးချက်တွေကိုလိုက်နာကြမယ်ပြီးတော့ဘုံကိုခြင်းတွေခိုင်ခိုင်မာမာတူးထားကြမယ်လို့တော့ပြည်သူတွေကိုပြောခြင်းနဲ့ ပြည်သူတွေအနေနဲ့စကားဆရဲ့ဝါဒဖြန့်ချီမှုတွေမဟုတ်တန်တရားပြောတဲ့ဇာတ်ကားတွေကိုမယုံကြဖို့လိုမယ်ပြဟုပြည်ဦးလေခိုင်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ထို့ပြင်စစ်ကောင်စီသည်တပတ်သက်အပြစ်ရကျင်ညာထားသည့် TNL နှင့် AA ထိန်ချုပ်မြို့ရများကိုလေးချောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့၍ပြည်သူတေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။လေးချောင်းတိုက်ခိုက်ခြင်းအပြင် TNL ထိန်ချုပ်ထားသည့်နောင်ချိုမြို့နယ်တွင်စစ်ကောင်စီကပြည်ပြင်ထိုးစစ်ဆင်ခြင်းလေးချောင်း drone လက်နက်ကြီးများဖြင့်တိုက်ခိုက်ခြင်းများမကြာခဏပြုလုပ်လျက်ရှိသည်။ စစ်ကောင်စီအနေဖြင့်အပြည့်ရဲ့ကြီးညာထားတော်လဲတိုက်ခိုက်မှုများဆက်လုပ်နေပြီးပြည်သူလူထုများကိုပြစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း TNL ကအသိပေးထုတ်ပြန်ကြတာကပြည်သူများလေးချောင်းရန်တရီးပြုနေထိုင်ကြရန်ထုတ်ပြန်ကြပါရယ် အေးအေးပြောခွင့်ရဥခိုင်ဒုက္ခကလည်းစစ်ကောင်စီသည်ငလင်ကြီးကြောင့်ပြည်သူများဒုက္ခရောက်နေချိန်တွင်ရခိုင်ပြည်နယ်အပါအဝင်နိုင်ငံတော်ဝန်ចောင်းသားငယ်များပါမရှောင်အယက်သားပြည်သူများကိုဘုံချဲတက်ဖြတ်နေသဖြင့်စစ်ကောင်စီထက်မှိုင်မဲသူကဘာတွင်မရှိနိုင်ကြောင်းပြောကြားထားသည်မေလာတွင်စစ်ကောင်စီကရသည့်တောင်နှင့်ကြောက်တော်မျိုးနယ်တို့ကိုဘုံချဲ၍ကလေးငယ်များအပါအဝင်ပြည်သူ၁၀နှစ်ချီသေဆုံးခဲ့သည်